မှာသူ့ရက်ွက်ကဟာတွေကတော့မဲကြီးတဲ့ဟာတွေကိုရက်ွက်အုပ်ချုပ်ရေးမှုကဒီမဲကိုလိုက်တယ်ရက်ွက်အုပ်ချုပ်ရေးမှုကဒီမဲကိုနှိုက်တယ်နှိုက်ပြီးမှသူ့ရက်ွက်ကလူတွေကတော့မဲကြီးတဲ့အဲဆွဲဆိုသွားပြီးမှအခြားရက်ွက်ကဟာတွေကတော့မဲတေးတဲ့အရာတွေကိုပဲလုပ်သွားတယ်ပေါ့နော်အဲ့တော့ရက်ွက်တွေကမကြင်မနှက်တွေဖြစ်နေကြတယ်ပေါ့တို့ကျင်လာတော့မဲလိုက်တာ မမြတ်တဘူးဆိုတဲ့သဘောပါနော်အဲ့ဒီဆိုရတာလက်ထက်မှာမဲတာမခိုးခဲ့ဘယ်လိုဖြစ်မှာမဟုတ်ဘူးအခုလဲ နာသကအစိုးရလက်ထက်မှာယာယီမှုတွေအုပ်ချုပ်ရေးမှုတွေရာစစ်မှုထမ်းမှုတွေနဲ့ပတ်သက်ပြီးမှမဲမတမာမှုတွေမဲခိုးမှုတွေအခုကလေးကတလာပြီဆိုတော့မန္တလေးမြို့ရှိရက်ွက်များမှလူငယ်များအားလုံးကိုစစ်ကောင်စီကစစ်မှုထမ်းအပတ်စဉ်ဆဲနဲ့အတွက်မဲနိုင်ခိုင်းပြီးဖြစ်စဉ်မှာမဲခိုးမှုဖြစ်ပေါ်နေကြောင်း ပေါက်ကိုတော်ဖော်ထုတ်လိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးခြင်းပါတယ်မန္တလေးမြို့ပေါ်ရှိရက်ွက်အားလုံးမှစစ်မှုထမ်းရန်အသက်ပြည့်မိသည့်လူငယ်များကိုစစ်ကောင်စီကမဲနိုင်ရွေးချယ်နေကြောင်းဒေသခံများထံမှသိရသည်စစ်မှုထမ်းအမှတ်စဉ်၁၀နှစ်အတွတ်ပြည်သူစစ်မှုထမ်းတာဝန်ထမ်းဆောင်ရန်မန္တလေးမြို့ရှိရက်ွက်များမှလူငယ်လူရွယ်များကိုရက်ွက်ကြောင်းများနဲ့အုပ်ချုပ်ရေးရုံးများတွင်မဲနိုင်ကြရန်ခေါ်ဆောင်ထားကြောင်းသိရသည်စာရီလဲလိုက်ဝေတဲ့မြို့နယ်တစ်ခုလည်းမဟုတ်ဘူး မန္တလေးတမြို့လုံးကမြို့နယ်တိုင်းအသက်မီသူမန်သမျှမဲနိုင်ရမယ်လို့လော့စပီကာရီနဲ့ပါလိုက်អော်တဲ့ဆယ်နှစ်တန်းပြီးမှမဲနိုင်တာလုပ်တယ်ဆိုတော့တက္ကသိုလ်တက်ဖို့ရည်မှန်းချက်ရှိတဲ့ကလေးတွေပါစစ်မှုထမ်းခေါ်တဲ့သဘောပဲဟုမန္တလေးမြို့မဟာအောင်မြင်နေမြို့သမီးတအူးကအေယာဝတီတိုင်းကိုပြောသည် မဲနိုင်ရွေးချယ်လုပ်ငန်းများဆောင်ရွက်ရာတွင်မဲနိုင်ရမည်သူတို့မဟုတ်မိသားစုထဲမှကိုယ်စားလှယ်တဦးကလာရောက်မဲနိုင်ဆောင်ရွက်ရမည်ဖြစ်ပြီးလာရောက်ခြင်းမရှိသူများအတွက်မဲနိုင်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့မှအဖွဲ့ဝင်တဦးကမဲနိုင်၍အတီးပြုဆောင်ရွက်သွားမည်ဟုစစ်ကောင်စီကထုတ်ပြန်ထားသည် အမေတွေလာပြီးမဲလိုက်တာများတဲ့ကလေးတွေကိုမလွတ်ရဲဘူးတခါလဲဖမ်းခေါ်သွားမှဆိုလို့အိမ်မှာရှိတဲ့မိဘတွေမဲလာနိုင်ကြတာများတဲ့မဲလာနိုင်ကြတာမျက်နှာတွေလည်းမကောင်းကြဘူးကိုသားသမီးတည်တွင်ပို့ဖို့မဲနိုင်ရတာတကယ်မိဘချင်းကိုချင်းစာပါလေဟုအမီမဖော်လို့သည့်မန္တလေးမြို့ခံအမျိုးသမီးတဦးကအေယာဝတီတိုင်းကိုပြောသည်ဒီမလာကြမိနီယာ24ရက်3လပိုင်း6နှစ်မှ25ဖြစ်ပါလေကြာနေကန်7နှစ်90နှစ်မှ9မိနစ်ကနေခုံးလုံးပေါ့နော် မန္တလေးမဟာအောင်မြို့မဟာအောင်မြို့နဲ့ချမ်းမြောက်ရပ်ကွယ်လို့လည်းဦးဇင်းတို့ကကြားပြရတယ်ပေါ့နော်။အထွေဟိုဘောဒီဦးဇင်းတို့ကိုဆိုလို့ရှိရင်စင်္ကြာဥပဒေနဲ့ပတ်သက်ပြီးမှမဲပေးတဲ့မဲလောက်တဲ့ဟာတွေကပေါ့နော်။အဲမဲမှာပထမဦးစီပြန်ဖြစ်နေတယ်ဆိုတော့အကြောင်းရပ်ကွယ်အထွေမှုကနေပြီးမှသူ့ရပ်ကွယ်ကဟာတွေကတော့မဲကြီးတဲ့ဟာတွေကိုရပ်ကွယ်အထွေမှုကဒီမဲကိုတိုက်တယ်။ရပ်ကွယ်အထွေမှုကဒီမဲကိုနှိုက်တယ်။နှိုက်ပြီးမှသူ့ရပ်ကွယ်ကလူတွေကတော့မဲကြီးတဲ့အရင်ဆွဲလို့ပါပြီးမှခြားရပ်ကွယ်ကဟာတွေကတော့ မဲသေးတဲ့အရာတွေကိုပဲလုပ်ပါတယ်ပေါ့နော်အဲ့တော့ရပ်ွက်တည်းရမကြည်မနဲ့တည်းဖြစ်နေကြတယ်ပေါ့ပြောချင်တာကတော့မဲနေတာမှမပြတာဘူးဆိုတဲ့သဘောပါနော်အဲ့ဒါနဲ့ပတ်သက်ပြီးဦးစင်ကခုလေးနေပုံးလာတယ်အတန်ဖိုင်ဦးစင်ဖွက်ပြမှာဖြစ်ပါတယ်နော်အဲ့တော့ဦးစင်ကအုပ်ချုပ်ရေးမှူးနာမည်ရဲ့နိုင်တဲ့လူရဲ့နာမည်ရဲ့အကောင်လုံးဒီဦးစင်အတန်ဖိုင်ထဲမှာတော့ပါပြီးတော့ပါတယ်နော်လက်ရှိဦးစင်လိုက်တွေ့ခုဦးစင်ပြောနေတဲ့အချိန်မှာပဲဒါမဲနိုင်ပြီးဆုံးပါလို့ကျွန်တော်တတိယပါပဲနော်ဒါအားလုံးနားထောင်ကြပါကြပါနိုင်ပါပြောရအောင် ူကလည်းမဲလိုက်သွားသူ့ရဲ့ဘက်ကအကြီးကြီးကြောင်လိုက်သွားတော့မဲအောင်ဘယ်ရကိုကမောင်မီမျိုးနဲ့ချမ်းပြောင်ရက်ခွက်ကပါအင်းကျွန်တော်မောင်မီနဲ့ပြီးတော့ကပလာကပပါဒီတော့ရက်ခွက်ယာယီမှုလည်းလုပ်ပါလားပလာကပလည်းတော့တက်ဖက်ဝင်ပြပါအင်းဆိုးရနိုင်မှာနမေရအင်းဒါမှနေအောင်ကျွန်တော်မောင်မီမျိုးနဲ့၄၀နှစ်လမ်း၈၀ပါဗျ၄၀နှစ်လမ်း၈၀ ဟုတ်ကဲ့အော်အင်းဘာမဲရဘလုံးနိုင်တာသူတို့ပြောတော့ဒီမှာပတ်လူလေးရကျော်နိုင်တဲ့ချိန်မှာသူကမဲဝင်မဲလိုက်ကြသူတို့လိုက်သွားတယ်လိုက်ပြီးတော့ကိုယ်ရရရင်သူတို့ရက်ကွက်ကလူကြီးကြီးကွာသွားပြီးတော့သူကထိတ်ကနေ300ကျော်တွေ100ကျော်တွေနိုင်ထုတ်သွားလိုက်တာပြီးတော့ရက်ကွက်ကြတော့စနစ်လူလူ73လူလူတွေခြံခဲ့လိုက်တာပေါ့အင်းမတမာလည်းပုတ်တယ်လို့သွားဘူးသူကအများရှိတော့အဲ့လိုပေါ့ဒါပေမဲ့သူကြီးသူကမဲလိုက်လိုက်တာသူကြီးမဲလိုက်လိုက်နိုင်သွားတာဆိုတော့သူတို့ကြီးရက်ကွက်ကအကြီးကြီးပေါက်သွားကျွန်တော်ရက်ကွက်လူတွေကမင်းရဲ့ရက်ကွက်တွေဖြစ်ကုန်အဲ့ရကအောင်ဆုံးရဘူးလို့ကိုချောရေကကိုစမ်းယူတယ်ကိုစမ်းယူဟုတ်ကဲ့ ဘယ်ဘယ်နေရာမဲလိုက်တာကိုကူလေးနဲ့လိုက်တာဗျ။ဩတခိုင်းထိတ်နေရှင်းရလားလူကြီးတွေ။ရှင်းရတယ်ဗျ။ရှင်းရနော်။ရှင်းရတယ်ဗျ။ဟုတ်ပြီဟုတ်ပြီဟုတ်ပြီနော်။ဟဲ့ဟယ်လိုရမတ်တို့ချွေးမှုကတော့ကိုစမ်းယူလို့ပဲပြောနေတာเนาะ။ဘာရဲ့သူကဆိုရနိုင်နဲ့เนาะ။ရာယင်မှုပေါ့เนาะ။သူကဒါတော့ဒီသူပြောတဲ့အတိုင်းဆိုလို့ရှိရင်ဒါမဲကမတမာမှုလို့ပြောလို့ရပါဘူး။ဘာလို့လဲဆိုတော့ဒီကိုစမ်းယူကိုယ်တိုင်ဒီမဲတွေကိုနှိပ်တယ်။ဒီမဲတွေကိုနှိပ်ပြီးမှသူကသူကိုယ်တိုင်ဒီမဲကိုနှိုက်တယ်။ သူ့ရဲ့ဘက်ကတည်းကတော့မဲကြီးရာလေးမဲကအားလုံးပေါင်းလူကြီး၄၀၀ကျော်နိုင်အောင်ချင်းနေတာနော်အဲ့တော့မဲ၄၀၀မှာကြီးရဲ့နံပါတ်တွေကနိုင်ပါတယ်၄၀၀နံပါတ်ကြီးကတော့အဲ့ဒီဘက်တေးတေးတွေချမ်းခဲ့တယ်ပြောချင်တာကစစ်မှုထမ်းလာအလှက်ကတည်းကတေးရဲ့သူကရင်လိုက်တာကြီးရဲ့သူကနောက်မှလိုက်ရတာပေါ့နော်ကာကွယ်လေးဖြစ်တာပေါ့အဲ့တော့သူကပြောချင်တာရာရင်မှုတရားအောင်နေတယ်သူတို့ရောက်ကွက်မှာတော့ဒါသူကသူရဲ့ကောင်းတဲ့ကနော်ဘောင်စင်းဖုံလူချုပ်ဝင်လာတယ်ဝေးမှာပြောချင်တာတော့ဦးစင်းတော့လိုက်တာတော့ရှင်းတယ်ခဏလူကြီးတွေကြည့်လို့ရှင်းရင်ခဏရှင်းရတဲ့ဖြစ်လာဆိုတော့လူကြီးတွေကြည့်လို့ရှင်းရင်လည်းရှင်းရပါတယ်ခင်ဗျာတဲ့အဲ့တော့ဦးစင်းတော့မဟာအောင်မြင်မျိုးတဲ့မှာရှိတယ်မဆက်ပါအဖွဲ့ဝင်နဲ့တောင်းရှိပုဂ္ဂိုလ်များအားလုံးအနေနဲ့ ဒါမျိုးတွေမဲသမာမှုတွေမတရားမှုတွေကိုခချင်းမျိုးတော့လိုတယ်ဗျာနော်မဲဆိုလို့ဒါ LED ဆိုရတဲ့တက်ကမဲခုတ်ခဲ့လို့နိုင်ငံတော်ကလိုကြီးဖြစ်တာစုကုံမှုတွေဖြစ်တာနော် LED ဆိုရတာလက်ထက်မှာမဲလာမခုတ်ခဲ့ရင်လည်းဖြစ်မှာမဟုတ်ဘူးအခုလဲနတ်တကဆိုရတဲ့တက်မှာယာယီမှုတွေအုပ်ချုပ်ရေးမှုတွေစစ်မှုထမ်းမှုတွေနဲ့ပတ်သက်ပြီးမှမဲပတမမှုတွေမဲခုတ်မှုတွေအခုကလေးကတလာပြီဆိုတော့အခုကလေးကတလာပြီဆိုလို့ရှိရင်တော့မလိုအပ်တဲ့ပြဿနာတွေဖြစ်ထွန်း မလိုအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့မလိုအပ်တဲ့ပြဿနာတွေဖြစ်လာမှမဖြစ်စေချင်တဲ့အတွက်ကြောင့်မောင်မြေမျိုးမှာသွားသွားဦးစေးရဲ့အတားဖိုင်ကိုတခြားနားထောင်ပြီးမှတခြားစစ်စစ်ပြီးမှဟုတ်ခဲ့ရင်ပြန်ပြီးမှစပြီးမှထိရောက်သွားတယ်အဲ့ဒီအုပ်ချုပ်ရေးမှုထိရောက်သွားအရေးအယူပေးဖို့အတွက်ကိုပြည်သူလူထုရဲ့ကိုယ်စားဓာရီမှုတွေရဲ့ကိုယ်စားပေါ့ကူတော်ကနေမှဒါမောင်မြေမျိုးနယ်မှာရှိတဲ့အောင်ရှိပုဂ္ဂိုလ်များအားလုံးကိုဒါမျက်နှာရဲ့ခရီးဖြစ်ပါလေအားလုံးလာပါပဲဗျာ